အဲဒီကောင်လေးကတော့တဲ့ကျွန်တော်တို့အဲထွက်ကန်နေရတယ်တလိုက်တက်အောင်ပါဘုနော်ဒီကောင်လေးတော့ဒါနှစ်ဦးမှာကိုးထိတ်ပေါ့ဗျာအဲသုံးတုံညာတွင်းနေတာဗရိတ်ကိုးပေါ့နော်အဲဗရိတ်ကိုးရောင်သူ့ရဲ့နောက်တစ်နှစ်မှာဒါပါပါကွားနဲ့ဗရိတ်ကိုးထွက်ပေါ့နော်အဲဒီမှာ6တုံညာသုံးမှာဗရိတ်ကိုးမလို့နောက်တစ်နှစ်မှာပါပါကွားနဲ့ဗရိတ်ကိုးထွက်ပေါ့နော်အဲ့လိုထွက်ပြီးတော့ကျွန်တော်တို့ဒီသုံးတုံညာ6ရဲ့တစ်နှစ်ကျော်မှာသူကရှစ်ခါတိုင်းနဲ့ခွာသုံးပေါ့ဗျာအဲ့လိုရိုက်လို့မလို့အဲ့ညထဲမှာကျွန်တော်တို့73 45မှာတိတ်တိတ်တုံးလုံးသူ ်3ည6ဗောနော်3လုံးပေါင်းချင်း3လို့ရှိပါပါထည့်ပြီးတော့တဲ့သူက16ကြိမ်မှာနှစ်ပရိတ်လို့ထွက်တယ်ဗျအဲနှစ်ပရိတ်လို့ထွက်လို့တဲ့သူရဲ့နောက်တစ်ညမှာဗောနော်ကျွန်တော်တို့ဘူရှိတ်ဒီမှာရှစ်ကိုဒီရှစ်နဲ့ဗောနော်ဒီ3လုံး4နဲ့ဒီမှာနောက်ဘူးလဲရှစ်ခါကြောင့်ဒီမှာရှစ်ရိုက်တယ်ဗောဗျာနောက်ပြီးတော့ကျွန်တော်တို့3ကြိမ်4ကြိမ်5ကြိမ်မှာလည်းထည့်ပြီး3လုံး10ဖြစ်ပြီးတော့အဲ့ညထဲမှာသူနှစ်တန်းတန်းဗောနော်เนี่ยถ้าเปลี่ยนล้วยไปแล้วป่ะเนี่ยเราဒီมาตะလုံးနှလုံး3လုံးป่ะเนาะไอ้มาเนี่ยชื่อปอโลนอกจากเนี่ยปอยินตัวอ่ะ ရှစ်လုံးကိုလုံးယောက်ကြရင်ရှစ်ဘူးပဲပြန်ပို့တာပေါ့နော်ဒီမှာတစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံးပေါ့နော်၆လုံး၇လုံး၇လုံးအလုံးကြီး၇လုံးရိုက်သွားပြီပေါ့နော်တပူးနဲ့၇လုံးရိုက်သွားပြီအဲ့မှာနောက်တစ်ခါနှစ်လို့ထပ်ပို့ရင်သူကရှစ်လုံးကိုလုံးယောက်ရောက်ရင်သူကရှစ်ဘူးပဲပြန်ပို့တာနော်နောက်တစ်နှစ်တစ်လုံးထပ်ကစားရတယ်ပေါ့ဗျာ၁၀လုံးတိတိကစားတာပေါ့နော်သူကစားတယ်ဆိုနေပြောပြတာအဲ့မှာနှစ်ကဒီမှာရှစ်ဘူးပေါ်ခဲ့လို့နှစ်၇၇လုံးပြည့်ပြီးတော့ရှစ်လုံးကိုလုံးယောက်ရောက်ရင်နှစ်ရှစ်ဘူးပြန်ပို့တာနော်ဒါနှစ်ရှစ်ဘူးထိုးနေတဲ့သူတွေအတွက်ပြောတာနော်ဒါကကျွန်တော်ပထမတစ်ခါပေါ့နော် ဒုတိယကလည်းဒီတိုင်းပဲ၃ညထိတ်ကြောင်းနဲ့၃၃ညတော့နဲ့ခွာ၃၀နဲ့အ၃ညပြိတ်ပေါ့နော်။သူကတော့တင်းမှာဒါပါပါကွားနဲ့ပူပြိတ်ဒီမှာထွက်တာပေါ့နော်။၅၃ညကအဲ့လိုထွက်ပြီးတော့သူရဲ့နောက်တနေ့မှာရှစ်ခါတဲ့ငယ်လေခွန်ခါနဲ့ sorry တနည်းကြုံပါဘောနော်ခွန်ခါနဲ့ခွာသုံးလို့ထွက်တယ်။အဲ့လိုထွက်တာနဲ့အနှစ်ထဲမှာကျွန်တော်တို့73 75မှာထိတ်သေးသုံးလုံးခွန်ပါပါနှစ်လို့ဖြစ်ပြီးတော့သူ16ကြိမ်မှာနှစ်ပရိလို့ပြန်ရိုက်တယ်ဘောနော်။အဲ့လိုရိုက်ပြီးတော့နဲ့သူရဲ့နောက်တနေ့မှာကျွန်တော်တို့ကဒီခွန်ခါကြောင့်သူရဲ့ဘေးမှာ we shape we shape ဘောနော် ဝီရှိတ်ကျွန်တော်တို့နောက်ဘူးနဲ့ခွန်လို့ပြန်ထည့်တယ်။ပြီးမောက်ကောင်ကတော့ကျွန်တော်တို့ရှစ်လေးနှစ်နဲ့သုံးလုံးပေါင်းရင်၄ပုံတည်းရိုက်တယ်ပေါ့နော်။အဲ့ခွန်ကောင်ကသူက၃ချိန်၄ချိန်၅ချိန်မှာထည့်ကြီးသုံးလုံးခွန်လို့ထည့်တယ်။အဲ့လိုထည့်ပြီးတော့ကျွန်တော်တို့ကအဲ့နှစ်ထဲမှာနှစ်နဲ့ပတ်သက်လို့ပေါ့နော်။ဒီမှာနှစ်တလုံးကစားတယ်။နှစ်ဒီမှာနှလုံးသုံးလုံးမြောက်ကြံတာရှိဘူး။နောက်ဘူးပြန်ကစားတယ်ပေါ့နော်။နှစ်နောက်ဘူးကစားတယ်။အဲ့မှာနှစ်ကနှလုံးသုံးလုံးပေါ့နော်။၄လုံး၅လုံး၆လုံးကျွန်တော်တို့ဒီမှာခုနှစ်လုံးပေါ့နော်ခုနှစ်လုံးပြည့်ပြီဆိုတော့ရှစ်လုံးခုလုံးယောက်ကြရင်သူကနောက်ဘူးကစားခဲ့လို့ဒီမှာနောက်ဘူးပြန်ကစားတယ် နောက်ထပ်ကျွန်တော်တို့ည20လုံးယောက်ပြည်အောင်ကစားရတယ်ပေါ့နော်20လုံးယောက်ဒီမှာကစားရတယ်ပေါ့နော်ညကကျွန်တော်တို့7လုံး9လုံးယောက်ရောက်ရင်ကျွန်တော်တို့ဒါညနောက်ဘူးနဲ့ပြန်ပေါ်တာပေါ့နော်ဒီမှာနောက်ဘူးဘူးလို့ပေါ့ဗျာပြောနေတဲ့ message ပြောဟုတ်ပြီဒါဆိုကျွန်တော်တတိယကံနေနဲ့ညဦးမှာဒါတစ်ထိတ်ကြောင့်သုံးတုံညာတော့ ਨੇ ခွတ်တင်နဲ့ဒီပလေးလိုရိုက်တယ်ပေါ့နော်အဲ့ဒီပလေးကြောင့်သူ့ရဲ့နောက်တစ်ခင်မှာကျွန်တော်တို့ပါပါကောင်းတဲ့ပလေးတည်ဆို2ခွန်ညွေသီးထွက်တယ်ပေါ့နော် အဲ့လိုထွက်ပြီးတော့သူ့ရဲ့တနည်းကြောင်မှာဒါ6ခါပေါ့ဗျာ8 6နဲ့ခွာ3လို့ရိုက်တယ်6ခါတိုင်းခွာ3လို့ရိုက်လို့အဲ့ဒီထဲမှာကျွန်တော်73 45မှာထိပ်သုံးလုံးတင်းနဲ့ကျွန်တော်16ချိန်မှာ2ပရိတ်လို့ရိုက်တယ်အဲ့လိုရိုက်လိုက်တာနဲ့သူ့ရဲ့နောက်တစ်နည်းမှာဒီ2တရားပေါ့နော်ကျွန်တော်တို့2လုံးလုံးခင်ဒီ6ကြောင့်ဘူးမောက်ဘူးကြီးပရှိတ်ပေါ့နော်ဘူးရှိတ်3လုံးပေါင်းချင်းကျွန်တော်တို့6ဖြစ်တယ်နောက်ဘူးပေါ့နော်ဘူးမောက်ကုန်ကျွန်တော်တို့4ပုံဒီချုပ်တယ်ဒီ6ကိုပဲသူက3ချိန်4ချိန်5ချိန်မှာထိပ်သုံးလုံး6လို့ထည့်တယ်အဲ့မှာ2လို့စပေါ်တယ်သူရှေ့ဘူးနဲ့ပေါ်ခဲ့တယ် အဲ့မှာနှစ်တလုံးနှလုံးပေါ့နော်ဒီမှာသုံးလုံး၄လုံး၅လုံး၆လုံး၇လုံးထိရိုက်သွားပြီအဲ့တော့နှစ်ဒီနှစ်ကျွန်တော်တို့ကြံ၅ခွဲမှာနှစ်ရှိဘူးတဲ့ချိန်နဲ့ကျွန်တော်တို့နှစ်အလုံးကြီးတစ်လုံးစင်းမယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုခွဲမှာဒါနှစ်ကိုပြချင်တာပေါ့နော်အဲ့တော့နှစ်ဒီကျွန်တော်ပေါ်လာခဲ့ရင်ရှိဘူးလို့ကျွန်တော်ယူဆထားတယ်ပေါ့နော်ဒါကျွန်တော်ယူဆပါဟိုမှန်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 ရတော့ထွက်မှတည်မှာပေါ့နော်သူ့ရဲ့သွားလာတိုင်းပဲကျွန်တော်တို့ချပြတာပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်တစ်စိုက်သွားမယ်ပေါ့နော် နောက်တစ်ဆိုက်သွားမယ်ဆိုတော့ကျွန်တော်ဒီမှာနှစ်ဦးမှာတခါတိုင်းနဲ့ခွာလေးပေါ့နော်ကျွန်တော်ကင်နေကြလိုက်မယ်သုံးကက်ရှိတယ်ပေါ့နော်နှစ်ဦးမှာတခါတိုင်းခွာလေးအဲသူ့ရဲ့ဘယ်ဘက်နှစ်နှစ်ပိတ်မှာသူကနှစ်ပိတ်မှာနောက်ပေါင်းကားလို့ရိုက်တယ်ဟုတ်ပြီနော်နောက်ပေါင်းကားလို့ရိုက်တယ်အဲနှစ်ဦးမှာတခါတိုင်းခွာလေးလို့ရိုက်တာ ਨੇ အဲနှစ်ထဲမှာသူက၉ပါတဲ့ပရိင္းကားတစ်ခွပေါ့နော်ဒီမှာကစားတယ်၉ပါတဲ့ပရိင္းကားတစ်ခွပေါ့နော်ကစားတယ်အဲသူ့ရဲ့ရင်ဆိုင်မှာလည်းသူကခါသုံးလုံးရှစ်လို့ထည့်တယ်ရှစ်တရာတော့ဟိုဘက်မှာကျွန်တော်တို့ဇလန်းရှိသေးတယ်ရှစ်ဇလန်းလေးပေါ့နော် အဲ့မှာခါသုံးလုံးရှိလို့ထည့်တယ်ထည့်ပြီးရတယ်သူ့ရဲ့ရင်ထဲမှာ396ပါပရိ9တခွဲကစားတယ်အဲ့လိုကစားပြီးရတယ်သူ့အောက်တပင်ကျုံမှာထွက်တယ်ကျွန်တော်တို့ကိုးထိတ်နေကနန်းကတနည်းနည်းနည်း3နည်း4နည်းကျော်ကကိုးထိတ်ကြီးနဲ့ထွက်ထားတဲ့ကနန်းကိုအကွက်ရွှေအင်းနဲ့လိုက်ထွက်ခဲ့တာဟုတ်ပြီနော်အဲ့လိုထွက်ပြီးတော့ဒီခွန်းခွန်း3ရက်ပြည့်ဆိုတဲ့ခါသုံးလုံးရှိလို့ထည့်လိုက်တဲ့ဒီခွန်းခွန်းရှိကတနည်းကျုံမှာလိုက်တက်ပေါက်တယ်ပေါ့နော်တနည်းကျုံမှာလိုက်ပေါက်တယ်အဲ့တော့ကျွန်တော်တို့က ဒီတခါတိုင်းခွာလေးရဲ့နောက်တစ်နေ့မှာလေးထိပ်စီဒီတစ်ချိန်ပဲကြာတယ်ပေါ့နော်ကြာတော့လည်းသူကိုးထိပ်ရပေးမှာဇောင်းကိုးနဲ့ကြာတယ်ပေါ့ဗျာဒါကြတော့ပြောနေကြ line ဒီပေါ့နော်အဲ့လိုကြာပြီကျွန်တော်20နဲ့2ချိန်မှာ67ပါဝါခွာပေါ့ဗျာပါဝါခွာပြီးတော့သူနှစ်ပိတ်မှာ3ညထိပ်လို့ရိုက်တယ်3ညထိပ်ပေါ့နော်စီနီယံတော့မှာ3ညထိပ်ဒီမှာတကပ်ပြန်ဖြတ်ခဲ့မယ်နောက်ပေါင်းကတနေ့ကျော်3ညထိပ်ပေါ့နော် IT တက်ဖြတ်ဖြတ်ခဲ့မယ်ဒီမှာလည်းကျွန်တော်တို့ဒုတိယကပ်ပေါ့နော်ဒီမှာတခါတိုင်းနဲ့ခွာလေးပေါ့ဗျာ ဒီကားတိုင်းခွာလေးပေါ့နော်အဲသူ့ရဲ့ဘယ်ဘက်နှစ်နှစ်ပိတ်မှလည်းသူကနောက်ပေါင်းကားလိုရိုက်ခဲ့တယ်ဟဲ့လို့နောက်ပေါင်းကားလိုရိုက်ခဲ့လို့ဒီနှစ်နှစ်ဒီကားတိုင်းခွာလေးပေါ့နော်ဒီနှစ်တည်းနှစ်ပရိင္ငါရဲ့အဲ့နှစ်ထဲမှာသူကကိုးပါနဲ့ပရိင္ငါတကွာဒီမှာလိုက်ထွက်တယ်ဗျအဲသူ့ရဲ့ဘေးမှလည်းသူကခွန်လေးခွန်ဆိုပြီးခါသုံးလုံးကျွန်တော်တို့ရှစ်လို့ထည့်ခဲ့တာပေါ့နော်အဲ့တော့ထည့်ပြီးတော့ねဒီကိုးပါပရိင္ငါရဲ့အောက်တပင်ကြုံမှာတော့ကိုးထိတ်ကြီးနဲ့ကဏ္ဍတော့ကတနည်းနည်းနည်း၃နှစ်၄နှစ်ကျော်ခကိုးထိတ်နဲ့ကဏ္ဍကိုကိုးထိတ်နဲ့ ပြန်ထွက်တာပေါ့နော်အဲ့လိုထွက်ပြီးတော့တဲ့သူကဒီခွန်ခါနဲ့ခွန်လေးခွန်လို့ထည့်လိုက်တဲ့ကဏ္ဍငါးတဲ့ဒီသုံးခွန်လေးကတနှစ်ကျော်မှလိုက်တက်ပေါ့ဗျာနော်အဲ့တော့ဒီပြခါတိုင်းခွန်လေးရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ကဘာကစားလဲဆိုတော့တဲ့လေးထိပ်စီစီတစ်ချိန်ပဲပေါ်တယ်ပေါ့နော်အဲ၃လေးနှစ်နဲ့ဇောင်းကိုပေါ့ဗျာအဲ့လိုပို့ပြီးတော့သူ့အမှဒါပရိညတ်တွေတော့ထားလိုက်တော့နော်မပြောတော့ဘူးအဲ့တော့ကျွန်တော်တို့၂၂ကြိမ်မှာ80နှစ်ပါဝါခွာပြီးတော့တဲ့နှစ်ပိတ်မှာသူက၃ရတဲ့ကြီးတဲ့တစ်ထိတ်လို့စီနီယာထည့်တယ် တုံရတဲ့ကြီးတဲ့တစ်ထိတ်လို့ထည့်တယ်နော်အဲ့တော့ IT တစ်ခါသွားလိုက်မယ်ဒါဆိုကျွန်တော်ဒီမှာတတိယကက်ညဥ်မှာတခါတိုင်းနဲ့ခွာလေးပေါ့နော်ပရင်ငါလို့ထွက်တယ်အသုံးကပ်ပဲရှိတယ်ပေါ့နော်2020ညနှစ်ပိတ်မှာလည်းသူ့ရဲ့ဘက်ဘက်ညမှာလည်းကျွန်တော်တို့နောက်ပေါင်းငါလို့ရိုက်ခဲ့တယ်အဲ့လိုရိုက်တဲ့နှစ်ထဲမှာအဲ့ဒီငါးတစ်ကိုတခါတိုင်းခွာလေးလို့ရိုက်တဲ့နှစ်ထဲမှာသူ့ကိုပါပရင်ငါဒီမှာထွက်တယ်ထွက်တော့လေသူကရမ်းမထွက်ဘူးပေါ့နော်သူဘေးမှာခါတောင်တုံးလုံးရှစ်လို့ထည့်သေးတယ် ဲ့လိုထည့်ပြီးမှသူ့ရဲ့အောက်တပင်ကြုံမှာကိုးထိတ်ကြီးနဲ့ထွက်ထားတဲ့ခဏငါတဲ့တနည်းနည်းသုံးနည်းလေးနည်းကြောကလာခဲ့တဲ့ခဏပေါ့နော်ကိုးထိတ်နေခဏမယ်ဒီတလန်းကလည်းရှည်ကြီးပါနော်ကျွန်တော်ကျင်းနေရတယ်ဖြုတ်ထားခဲ့တော့အဲ့လိုထွက်ပြီးတော့တဲ့ဒီဒီ6တက်တက်လို့ထည့်လိုက်တယ်ဒီ6ကားနဲ့ထွက်တယ်ဒီ6 6ကားတဲ့တနည်းကြောမှာမွေးသီးဖြစ်နေလိုက်ထွက်တယ်ပေါ့နော်6 6ကားအဲ့လိုထွက်တဲ့နေ့ထဲမှာဒီတိခါတိုင်းခွာလေးရဲ့နောက်တနေ့မှာကိုးထိတ်ကြီးလေးထိတ်ကြီးဒီဒီတစ်ချိန်ပဲပေါ်တယ်ပေါ့နော်ဒီသုံးလုံးကျွန်တော်တို့ကိုးနေပဲပေါ့နော်ကိုးထိတ်ကြီးရပြီးမှာပဲအဲ့လိုထွက်ပြီးတာနေတဲ့သူက ဘာရိုက်လဲဆိုတော့အဲ့ငယ်ချက်22ကြိမ်မှာသူက83ပါဝါလို့ခွာတယ်။နှစ်ပိတ်မှာနှစ်ထိပ်လို့ရိုက်တယ်။နှစ်ပိတ်မှာနှစ်ထိပ်နော်ဒီမှာကဒုတိယကံမှာက1ထိပ်ပထမကံမှာက3ညထိပ်။အဲ့တော့ကျွန်တော်တို့ကဒီထိပ်စီးဒီဒီနှစ်ပိတ်မှာကျွန်တော်3ညထိပ်ကနောက်တစ်နှစ်မှာ3ညထိပ်ဘယ်နှလုံးကစားလဲဆိုတော့ဒီမှာပထမတစ်လုံးကစားရတယ်ပေါ့နော်။နောက်ထပ်ကျွန်တော်ဒီမှာနှစ်လုံးကစားရတယ်။အဲ3လုံးမြောက်ကဘယ်မှာပေါ်လဲဆိုတော့ဒီမှာပေါ်တယ်။3လုံးမြောက်ဒီမှာပေါ်တယ်။နောက်ထပ်4လုံးမြောက်တစ်ချိန်ထပ်ပေါ်တယ်နော်။အားလုံးပေါင်း4ချိန်ကစားရတယ်။၃ညထိပ်ကြည့်ပဲနော်။ ဒါဆိုဟုတ်ပြီဒီမှာတစ်ထိပ်ပေါ့နော်ဒီ90နှစ်ခွာပြီးတော့နှစ်ပိတ်မှာတစ်ထိပ်အဲ့တစ်ကနောက်တစ်နှစ်မှာတစ်ထိပ်ဖန်ချင်းကစားတယ်ဆိုတော့2021မှာတစ်ချိန်ဒီမှာကစားတယ်ဒီမှာနှစ်ချိန်ပေါ်တယ်ပေါ့နော်နောက်ထပ်3ချိန်4ချိန်ဒီမှာပေါ်တယ်ဟုတ်ပြီနော်3ချိန်4ချိန်ပေါ်တယ်ဒါဆိုဟုတ်ပြီကျွန်တော်တတိယကန်နေတဲ့နှစ်ပိတ်မှာနှစ်ထိပ်ကကျွန်တော်ဒီဘက်နှစ်မှာနှစ်ထိပ်ဖန်ချင်းကစားပြီလေဆိုတော့ဒီနှစ်နှစ်ခုမှာနှစ်ထိပ်စားပေါ်တယ်နောက်ထပ်ကျွန်တော်နှစ်လေးချောင်းမှာနှစ်ထိပ်စားပေါ်တယ်အဲ့တော့နှစ်ထိပ်ဒီနောက်ထပ်မပေါ်သေးဘူးပေါ့နော်မပေါ်ရတဲ့အကြောင်းရင်းကဘာလို့မပေါ်သေးလဲဆိုတော့ကျွန်တော်အခု ပြမယ် line လေးမှာပေါ့နော်အယောင်မတူတာလေးနဲ့ချေရမလားဆိုတော့အဲပေါ်ပင်လေးနဲ့ဆွဲလိုက်မယ်နော်ဟုတ်ပြီအဲ့တော့ဒီနှစ်ပိတ်က၃ညထိတ်ကနောက်တစ်နှစ်မှာ၃ညထိတ်ဒီမှာတစ်ချိန်နှစ်ချိန်ပို့ပြီးတော့၃ချိန်မြောက်ပေါ်တော့မယ်ဆိုရင်ဒီ၃ညထိတ်၃ချိန်ပေါ်တော့မယ်ဆိုသူ့အပေါ်မှာအခွအခွပေါ့နော်အခွရိုက်ရမယ်လေးအခွရိုက်တယ်ရိုက်လိုက်တဲ့နေရာမှာသူကထိတ်ချင်းသုံးလုံးကိုသူကဇောင်းသုံးလုံးပေါ့နော်အောက်သောင်းဘယ်ဘက်အောက်သောင်းကိုလေးထိတ်လေးထိတ်ခွန်ထိတ်ဇောင်း၅လို့ရိုက်တယ် အဲ့လိုရယုံလဲသူက၃ညထိတ်မပေါ်သေးဘူးပေါ့နော်သူစောင်းမှလည်းသူက၉ထိတ်၉ထိတ်ပေါ့နော်၉ရီဇလန်းနေလဲရိုက်တော့၉ထိတ်ဒီ၉ထိတ်လို့တက်ပြီးမှဒီအခွက်ရိုက်ပြီးတော့စောင်းကားလို့ထည့်ပြီးမှသူ့အောင်မှ၃ညထိတ်ပေါ်တာပေါ့နော်၃ချိန်မြောက်ပေါ်တာအဲ့လိုပေါ်ဖို့လည်းသူ့ရဲ့စောင်းတစ်ပင်ကျော်မှ၃ညထိတ်ကခံထားအောင်မှာဟုတ်ပြီနော်၃ည၉၃ညလို့ထည့်သွားတာ၃ည၉၃ည၉ထိတ်ဒီ၉ထိတ်ရိုက်ပြီးတော့၃ည၉၃ညလို့ပေါ်ပြီးတော့ဒီခွန်းလေးလေးနဲ့ငါးဖြစ်ပြီးအခွက်လို့ပေါ်ပြီးမှသူ့အောင်မှ၃ညထိတ်ကျွန်တော်တို့ ၃ဉာဏ်မြောက်ပေါ်တာပေါ့နော်၄ဉာဏ်မြောက်ကတော့ဒီရောက်မှတစ်ပြင်ထက်ပေါ်တယ်ဒါ၃ဉာဏ်မြောက်ကိုပဲကျွန်တော်တို့ဖန်ဆောမယ်နော်ဒါပရမတ်လက်ကပ်ပေါ့ဒါဆိုကျွန်တော်တို့ဒုတိယကပ်ပေါ့နော်နှစ်ပိတ်ကတစ်ထိပ်စီနောက်တစ်နှစ်မှာတစ်ထိပ်စီဒီမှာတစ်ချိန်ပေါ့နော်နှစ်ချိန်အဲ့တော့၃ဉာဏ်မြောက်ပေါ်တော့မယ်ဆိုသူ့အပေါ်မှာအခွလို့ရိုက်တယ်ခွန်အခွပေါ့နော်အဲ့ခွန်ခွကိုသူ့ဆောင်းမှသူကခွန်ခွန်တစ်နဲ့ငားလို့ထည့်တယ်အဲ့ငားလို့ထည့်ရင်လည်းသူကတစ်ထိပ်ကိုမပေါ်သေးဘူးပေါ့နော်၃ထိပ်၃ဉာဏ်မြောက်တစ်ထိပ်ကိုမပေါ်သေးဘူး ဲ့လိုပေါ်ဖို့ရေးကိုလည်းသူ့ရဲ့စောင်းမှာကိုထိတ်ဒီကိုထိတ်လို့တက်ထားကိုထိတ်ဒီကိုထိတ်လို့တက်ပြီးတော့ဒီခွန်အခွလို့အခွလို့ရတဲ့တန်နဲ့တစ်ခွန်ခွန်နဲ့ငါးထည့်ပြီးမှသူကဒီတစ်ထိတ်၃ချိန်မြောက်ပေါ်တယ်ပေါ့နော်အဲ့လိုပေါ်ဖို့ရေးကိုလည်းသူ့ရဲ့တပင်ကြောင့်မှာတစ်ထိတ်ကြီးကခံနေအောင်မှာအဲ့ဒီကိုတက်လို့ထည့်ပြီးမှဒါတစ်ထိတ်ကြီးကျွန်တော်တို့၃ချိန်မြောက်ပေါ်တာပေါ့နော်ဒါဆိုဟုတ်ပြီကျွန်တော်တတိယကံအနေနဲ့ဒီမှာနှစ်ပိတ်မှာနှစ်ထိတ်ကနောက်တစ်ညမှာနှစ်ထိတ်ကြီး၃ချိန်ပေါ်မယ်ဆိုရင် ုံးချင်ရောပေါ်တော့မယ်ဆိုဘောနော်သူခေါ်ထားတာလို့လေးချင်ပေါ့အဲ့မှာဒီမှာနှစ်နှစ်ခွန်မှာတစ်ချင်ပေါ့ပြီဒီမှာတစ်ချင်ပေါ့ပြီအဲ့တူကကျွန်တော်တို့တတိယမြောက်နှစ်ထိပ်စီပေါ်တော့မယ်ဆိုသူ့အပေါ်မှာအခွလို့ရိုက်ရမှာအခွကဒီမှာ6အခွလို့ရိုက်ထားတယ်အဲ့လိုရိုက်တာနဲ့ဒီအောက်က9ထိပ်ရေ၃ညထိပ်ရေဘို့၃ည6က9လို့ထည့်ထားတယ်အဲ့လိုထည့်ပြီးမှသူ့အပေါ်မှာနှစ်ထိပ်လို့ပေါ်ကျင်တာအဲ့လိုပေါ်ဖို့ရေးကိုလည်းသူ့ရဲ့ဆောင်းမှာသူ9ထိပ်ဒီ9ထိပ်လို့ပြန်ခံထားမှာအဲ့လိုကိုထိတ်ကိုကိုထိတ်လို့ခံယူနေမရသေးဘူးသူ့ဆောင်းမှာလည်းနှစ်ထိပ်ကြီးကခံထားရအောင်မှာဟုတ်ပြီနော် နှစ်ထိပ်စီကနှစ်ထိပ်စီခံထားရအောင်အဲ့တော့နှစ်ထိပ်ပေါ့အဲ့လိုရိုက်တယ်နဲ့တူကကနန်းကဝမ်းချင်းမှာတစ်ခါတည်းပါခဲ့ဟုတ်ပြီနော်အဲ့တော့ပထမတစ်ချက်ကိုပြန်တော့အောင်ဒီနှစ်ပိတ်က၃ညထိပ်က၃ညထိပ်၃ညပေါ်တော့မယ်ဆိုရင်နဲ့သူ့အပေါ်မှာအခွားရရမယ်ခွန်လေးလေးနဲ့ဇောင်းကားထည့်ရမယ်အဲ့လိုထည့်ရုံနဲ့သူ့ဇောင်းကားဒီ၉ထိပ်ဒီ၉ထိပ်လို့တက်ပြီးတာနဲ့တဲ့ဒီ၃ညထိပ်ခံပြီးမှဒီ၃ညထိပ်ကအောက်တော်မှာ၃ညထိပ်လှမ်းပို့လေပေါ့နော်အဲ့လိုပို့လိုက်တဲ့နေရာမှာဒီ၃ည၉၆ကဝမ်းချင်းနေ ီ396က1ချိန်ဟုတ်ပြီနော်ဒီ396 1ချိန်နဲ့3ထိပ်3ချိန်မြောက်ပေါ်တယ်ပေါ့နော်ဒါဆိုဒုတိယကတ်မှာလည်းဒီနှစ်ပိတ်ကတစ်ထိပ်ကတစ်ထိပ်ဒီ3ချိန်မြောက်ပေါ်တဲ့ချိန်မှာသူ့အပေါ်မှာအခွားလိုရိုက်တယ်အဲ့လိုအခွားလိုရိုက်တယ်နဲ့သူကခွန်ခွန်တင်းနဲ့ဇောင်းငါလိုထည့်တယ်ဇောင်းငါလိုထည့်ရုံနဲ့မရသေးဘူးသူ့ဇောင်းမှာလည်းသူကိုထိပ်ဒီကိုထိပ်လိုတက်ထားရမယ်ပေါ့နော်အဲ့တော့သူ့ရဲ့တပင်ကြောင့်မှလည်းတစ်ထိပ်ဒီကကန်ထားရမယ်အဲ့ဒီကိုတစ်လိုထည့်ပြီးတယ်နဲ့ဒီတစ်40ကဒီတစ်လေးခွန်မှာတစ်ထိပ်ဒီ3ချိန်မြောက်ပေါ်တဲ့ချိန်မှာ1ချိန်ကိုပို့ထားတယ်ဒါသူ့ရဲ့အရှိတရားပေါ့နော် ဒါဆိုကျွန်တော်တတိယကံအနေနဲ့ဒီနှစ်ပိတ်ကနှစ်ထိပ်ကဒီနောက်တစ်နှစ်မှာနှစ်ထိပ်ကြီးသုံးချိန်ဒီမှာပေါ်မယ်ဆိုရင်သူ့ဆောင်မှာအခွာလေးရိုက်သွားပြီ။အဲ့တော့သူ့ရဲ့အောက်ဆောင်မှာလည်းသူက936နဲ့ဆောင်းကားလိုထည့်ပြီ။ဆောင်းကားလိုထည့်တယ်ပြီဒီနှစ်ထိပ်ကြီးရဲ့ဆောင်းကဒီကိုထိပ်ကြီးကိုထိပ်ကိုလည်းပို့ထားတယ်ပေါ့နော်။အဲ့တော့အဲ့လိုပို့ရုံနဲ့မရသေးဘူးဒီဆောင်းမှာလည်းနှစ်ထိပ်ကခံထားတယ်။အဲ့တော့ဒီနှစ်သုံးညနှစ်ဆိုတဲ့ကဏ္ဍကဒီဘွဲမှာဝမ်းချင်းကိုပို့ရမှာ။အဲ့နှစ်သုံးညနှစ်ဝမ်းချင်းဆိုမှတော့ကျွန်တော်တို့ကနှစ်ဘူးရှိကြိုင်မဲ့သူဆိုတော့အဲ့ပွဲသိမ့်နေပြီလေနှစ်ရှိဘူးပေါ့နော်။အခွာတော့ရင်ရင်ရန်လိုက်ပေါ့။အသုံးကတိဆိုတော့နည်းနည်းပါးပါး ကလီကမာများသွားရင်လည်းမရမှာဆိုလို့ပေါ့နော်အဲ့တော့အနှစ်ရှိဘူးပေါ့နော်အဓိကတော့နှစ်ရှိဘူးနှစ်ရှိဘူးမှမဟုတ်ရင်နှစ်အခွာနှစ်နောက်ဘူးကတော့ရဟန်းအနေနဲ့အနှစ်အခွာတော့နည်းနည်းသတိထားပါပေါ့နော်ကျွန်တော်နှစ်ခါတော့အဲအားရနေလို့ပေါ့နော်နှစ်ပိတ်လည်းတွေ့တယ်တွေ့တာတော့အဲနှစ်ပိတ်နဲ့ဆိုနှစ်ခွာပေါ့အဲ့လိုမျိုးကျွန်တော်တို့နှစ်သုံးချိန်မြောက်ပေါ်မယ်ဆိုတာနှစ်ရှိဘူးနှစ်အခွာဖြစ်နိုင်နေပေါ့နော်နှစ်နှစ်သုံးချိန်နှစ်ဝန်းချိန်နဲ့အဲ့ဒီမှာကျွန်တော်တို့နှစ်ကက်စီးနဲ့ပြန်ဖြတ်မယ်ဆိုရင်နှစ်ကက်စီးကတော့ကိုင်းကိုင်းတိုင်းမရှိဘူးနော်အဲ့တော့အစီငုံမတင်ရင်လည်းတင်းချင်းခံပြီးတော့နားထောင်ပေးပေါ့နော် ကျွန်တော်တို့တစ်နှစ်ကျော်ကနေပြီးတော့တစ်နှစ်ကျော်ကနေပြီးတော့ပေါ့နော်ခွန်တစ်300ဆိုတော့ခါတောင်သုံးလို့ရှိကိုကျွန်တော်သဘောကျလို့ live ဖြီးကြည့်တာပေါ့နော်ခွန်တစ်300ခါတောင်သုံးလို့ရှိနှစ်အခွာလို့ရိုက်တယ်ဟုတ်ပြီနော်တွန်းနေတပင်းပင်း3ပင်4ပင်5ပင်ကျော်လိုက်ရင်လေတစ်300ခွန်ဆိုပြီးတော့အဲခါတောင်သုံးလို့ round ပြီးတော့တစ်300ခွန်10ဖြစ်တာပေါ့နော်ဖြစ်ပြီးတော့နှစ်အခွာလို့ရိုက်တယ်အဲ့လိုရိုက်တာနဲ့လေသူကပထမတစ်ကပ်မှာဒီတစ်300ခွန်လို့ခါတောင်သုံးလို့10ဖြစ်တာနဲ့သူကခွာနှစ်ခွာပေါ့နော်အဲ့နှစ်ခွာကိုသူပေးမှသူကနှစ်နောက်ပိတ်လို့ရိုက်တယ်အဲ့လိုနှစ်နောက်ပိတ်လို့ရိုက်တာနဲ့တဲ့သူက ဘာလုပ်လဲဆိုတော့သူ့သောင်းမှာသူခွန်ထိတ်လို့ခံတယ်ခွန်ထိတ်လို့ခံပြီးတော့တဲ့သူ့သောင်းမှာသူနှစ်ထိတ်အဲသူ့အပေါ်မှာနှစ်ထိတ်ပြန်ရိုက်တယ်ခွန်ထိတ်နှစ်ထိတ်ပေါ့နော်သူကနှစ်ထိတ်နဲ့ပရိတ်ကိုပေါ့ဗျာတနည်းပြောရမယ်ဆိုတော့နော်နှစ်ထိတ်နဲ့ပရိတ်ကိုလိုရိုက်လိုက်တယ်။ရိုက်တာနဲ့သူကပရိတ်ကိုသူကအပေါ်မှာလဲ၅ထိတ်နှစ်ခါနှစ်ပိတ်။၅ထိတ်နှစ်ခါနှစ်ထိတ်နဲ့သုံးလုံးပေါင်းခြင်းကပုံဒီ၉လို့ထည့်တယ်။သူ့ဘေးမှာ၆ပိတ်၊သူ့သောင်းမှာ၆ထိတ်။အဲ၆ထိတ်ရဲ့ဇောင်းမှာဘယ်ဘက်အောက်ဇောင်းမှာ၉ပိတ်။အဲ၉ပိတ်ကိုမှဒီ၆ထိတ်စီရဲ့ဇောင်းအပေါ်မှာသူကထိတ်သုံးလုံး၉လို့ထည့်တယ်။ အဲ့လိုထည့်ပြီးတာနဲ့ဒါလိုရင်းပေါ့နော်။သူကနေပြီးတော့ဒီကိုဘရိတ်ကနေအောက်တစ်ပင်နှစ်ပင်သုံးပင်မြောက်မှာဘရိတ်ခွန်လို့ရိုက်တယ်။အဲ့ဘရိတ်ခွန်ကတနည်းကြောင်မှာခွန်ထိရိုက်တယ်။သူ့အပေါ်မှာနှစ်ထိနဲ့ငါးနှစ်နဲ့လို့ခွေတယ်။ဘရိတ်ကိုရိုက်တယ်။ဒီမှာပထမတစ်ကက်ပေါ့နော်။အဲ့ဘရိတ်ကိုရဲ့သောင်းမှာလည်းသူကခွန်ငါးခွန်ဆိုပြီးတော့နောက်ပိတ်သုံးလုံးကိုဖြစ်တယ်။ဖြစ်ပြီးတာနဲ့သူ့ရဲ့ဘေးမှာရှစ်ဘရိတ်လို့ရိုက်တယ်။၆ထိ၆အပိတ်၁အပိတ်အောက်တစ်ပင်ကြောင်မှာ၆အပိတ်ပေါ့နော်။အဲ့သူ့အောက်သောင်းမှာ၆ထိလို့ရိုက်တယ်။ရိုက်ပြီးတာနဲ့သူ့အောက်မှာဘရိတ်ခွန် ပရိတ်ခွန်သူ့အောက်သောမာကသူ့အောက်တစ်ပင်ဂျုံပါကသူကရှစ်ပရိတ်လိုရိုက်တယ်ရိုက်ပြီးတာနဲ့သူကဘလို့ရိုက်တဲ့ဆိုတော့ဒီ9303ပေါ့နော်ခါတောင်3လုံး2ကို9ပုံတင်နဲ့ထည့်တယ်9ပုံတင်နဲ့ထည့်ပြီးသူ့အောက်မှာထွက်တဲ့ဒီ246ပေါ့နော်2ထိပ်သေးနဲ့ဒီ246ကကျွန်တော်အယူဆမှန်ခဲ့မှာဆိုရင်သူကဒီ25 92လို့ခွေလိုက်တဲ့ဒီ290ကဒီ2ထိပ်သေးနဲ့ဒီက6ထိပ်သေးနဲ့ကို642ကို642လို့ခွေလိုက်တဲ့ကဏ္ဍကဒီမှာလာကြတယ်လို့ပထမလက္ခဏာအနေနဲ့ယူဆတယ်ပေါ့နော် ။အဲ့ဒါဟုတ်ပြီဒုတိယကတ်တော့ကျွန်တော်တို့ဒီမှာခါ၃လုံး၊ခွန်တက်၃ညလို့ခွေတယ်။နှစ်အခွက်ရိုက်တယ်။အဲ့လိုရပြီသူ့ရဲ့ဘေးမှာနှစ်အပိတ်ပိတ်တယ်။နှစ်ပိတ်ရဲ့ဆောင်းမှာခွန်ထိတ်၊ခွန်ထိတ်ရဲ့ပေါ်မှာနှစ်ထိတ်၊၅နှစ်နှစ်လို့ပဲခွေတယ်။၅ထိတ်နှစ်ခါနှစ်နှစ်ထိတ်ပေါ့နော်။၅နှစ်နှစ်လို့ခွေတယ်ပရိကိုရိုက်တယ်။အဲ့ပရိကိုရဲ့အပေါ်ဆောင်းမှာသူက၆အပိတ်။အဲ့၆ပိတ်ကိုသူ့ဆောင်းမှာ၆ထိတ်။အဲ့၆ထိတ်ရဲ့ဘယ်ဘက်အောက်ဆောင်းမှာပရိကိုဒီ၆ထိတ်ရဲ့ပေါ်မှာထိတိ၃လုံး၉လို့ထည့်တယ်။အဲ့လိုထည့်ပြရတဲ့လူပရိကူရဲ့အောက်တပင်းနှစ်ပင်သုံးပင်မြောက်မှာပရိခွန်ပုံသဏ္ဍူပေါ့နော်အဲ့တော့သူ့ရဲ့တပင်းကျော်မှာဒါခွန်ထိတ်နှစ်ထိတ်၅နှစ်နှစ်ခွေပရိကူရဲ့ ိုက်ဘယ်ကိုရဲ့သောင်းမှာဒီခွန်ခွန်၅ဆိုပြီးတော့ပုံစံသူပဲနောက်ပိတ်သုံးလုံး၉ထည့်အဲ့ကိုရဲ့ဘေးမှာသူကကျွန်တော်တို့၈ပိတ်ပေါ့နော်၈ပိတ်ရဲ့ဘောက၆ထည့်ဒီအောက်သောင်းမှာ၆အပိတ်အောက်မှာကျွန်တော်တို့၁အပိတ်ပေါ့နော်6တက်တက်6 6တက်ပေါ့ဗျာအဲ့လိုခွေးတယ်အောက်တပင်ကျော်မှာသူက6နောက်ပိတ်ပြီအောက်တပင်အောက်သောင်းမှာလည်းသူက6ထိပ်ပြီပုံစံလူဖြစ်နေတာပေါ့နော်သူ့ရဲ့အောက်မှာမှာဘရိတ်ခွင်ရိုက်တယ်ဘရိတ်ခွင်ရဲ့အောက်တပင်ကျော်မှာသူက10ပိတ်10ပိတ်တောင်10ပိတ်10ပိတ်ဇောင်းတက်တယ်နော်ဒီမှာလည်း10ပိတ်10ပိတ်ဇောင်းတက်တယ်အဲ့လိုတက်ပြီးတာနဲ့သူ့သောင်းမှာသူက9ထိပ်ရိုက်တယ်9 9 9လေး9နဲ့ခါသုံးလုံး2လို့ဖြစ်တယ် အဲ့လိုဖြစ်မှာသူ့အောင်မှာနှစ်ထိပ်လို့ကျွန်တော်ယူဆတာပေါ့နော်အဲ့နှစ်ထိပ်လို့ယူဆတာ ਨੇ သူကဘလို့ဖြစ်လဲဆိုတော့ဒီခွန်တက်တုံညဆိုတဲ့ခါထောင်တုံးလုံးရှိရဲ့ဘေးမှာနှစ်ပိတ်ပိတ်ထားတယ်ဟုတ်ပြီနော်အဲ့နှစ်ပိတ်ပိတ်ပြီးတော့သူကဒီနှစ်နှစ်ငါဆိုတဲ့ခွေလိုက်တဲ့ဒီနှစ်ထိပ်စီးကနေပြီးတော့အောက်ဇောင်းတပင်ကျုံမှာသူက6ထိပ်ခံထားတယ်ပေါ့နော်အဲ့တော့ဒီနှစ်6 6နှစ်6နဲ့ဒီကနှစ်ထိပ်နဲ့ပေါင်းလိုက်ရင်ဒါ6နှစ်နှစ်ဆိုတဲ့ကဏ္ဍတကွာရတာပေါ့နော်အဲ့တော့ဒီဘွဲမှာကျွန်တော်က ဒါနှစ်နှစ်6နဲ့နှစ်6နဲ့ဆိုပြီးတော့ကျွန်တော်နှစ်ခွက်တော့ရွေးစင်တယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်အစိုးရနဲ့ဒါနှစ်နှစ်6ကဟော့ကနန်းဖြစ်တော်နိုင်တယ်ထိုးရင်ထိုးထားဆိုပြီးတော့ကျွန်တော်စောကြီးကြိုးပြောထားခဲ့တယ်ဒါနှစ်ကက်စီကိုတော်တော်လေးညီအောင်ဆော့နေလို့ဒါနှစ်ကက်စီကိုကျွန်တော်ကင်တာပေါ့နော်နှစ်ကက်စီကျွန်တော်ပြလိပြတာမရှိဘူးဒီမှာဘရိတ်ကိုရိုက်တယ်သူစောင်းမှာ6ထည့်ရိုက်တယ်ထည့်သေးဆုံးလုံး9ထည့်တယ်ဒီဘရိတ်ကိုရဲ့အောက်တပင်တပင်သုံးပင်မှာဘရိတ်ခွန်ထည့်တယ်အဲ့ဘရိတ်ကိုရတနေ့ကျော်မှာခွန်ထည့်ရိုက်တယ်နှစ်ထည့်ရိုက်တယ်၅နှစ်နဲ့လို့ခွေတယ်၆ဘေး၆ထည့်ပေါ့နော်အဲ့ဘရိတ်ကိုရဆောင်းမှာတော့နောက်ဘေးသုံးလုံးကို9ခွန်နဲ့9ထည့်တယ်ဘရိတ်ရှိ 6ထိပ်6အပိတ်ဒီမှာ3ခီယူယူလို့ရတယ်နော်ရှုပ်မှာဆိုလို့အဲ1အပိတ်အော်တိုမေကျုံမှာ6အပိတ်6ထိပ်ပရိတ်ခွင်ပရိတ်ခွင်ရအော်တိုမေကျုံမှာ10ပရိတ်10ပရိတ်ဇောင်းတက်တယ်အခါသုံးလုံး2နဲ့6ပုံတင်နဲ့6ခါနဲ့ထည့်ပေါ့နော်သူ့အောင်မှာထွက်တဲ့ဒီ2 4 6ကကျွန်တော်တို့ဒီ တဲ့တောင်ရခွန်ရဘေးကကျွန်တော်တို့နှစ်ပိတ်နေဒီ6လေးနှစ်လို့တော့ကျွန်တော်မယူချင်ဘူးပေါ့နော်ဒါမိမိကြိုင်းတဲ့တန်နဲ့ထိုးပေါ့အဲ့တော့ဒီနှစ်90ဘရိတ်ကိုလိုရိုက်လိုက်တယ်နှစ်ထိတ်နဲ့ဘရိတ်ကိုရိုက်တယ်ဒီ9နှစ်နှစ်လို့ခွေပြီးတော့သူကနှစ်ထိတ်၄ထိတ်6ထိတ်ကိုဒီဆောင်းကိုဒီမှာလာပြုတ်ကြတယ်လို့ယူဆတာပေါ့နော်ကျွန်တော်ယူဆပေါ့နှစ်ကက်စီတော့တော့ချက်ရင်နှစ်ကွက်ပြင်မှာပေါ့နော်ဒီနှစ်ပိတ်နဲ့ဒီ6လေးနှစ်အញ្ញံဖြစ်နေမလားပေါ့ဒါဆိုဒုတိယကတ်မှာလည်းသူကခွန်တက်တောင်ရလို့ခွေတယ်နှစ်အခွားခွာတယ်သူဘေးမှာနှစ်ပိတ်ပိတ်တယ်အဲ့တော့3နှစ်နှစ်ဖြစ်မှာအဲ့တော့3နှစ်နှစ်ကိုကျွန်တော်ကမပေးချင်ဘူးပေါ့နော်အဲ့လိုဖြစ်တာနဲ့ဒီမှာ break ကိုသူ့အောင်တပင်းတပင်းသုံးပင်မှာ break ခွန်ပေါ့နော် ဒီပရိတ်ကိုရတော့မှ6ထိပ်ထိပ်သုံးလုံး9ထိပ်ဒီပရိတ်ခွန်ရဲ့တနည်းကျော်မှ9ထိပ်လူဆောင်မှာသူ့အပေါ်မှာ2ထိပ်9 2 2လို့ခွေပေါ့နော်ခွေပြီးတာနဲ့ဒီပရိတ်ကိုရဆောင်မှာခွန်ခွန်9လို့ထည့်ထဲတာနဲ့သူ့ဘေးမှာပရိတ်ရှိ6ထိပ်6အပိတ်1အပိတ်ပေါ့နော်သူ့အပေါ်မှာ3ပိတ်လည်းရိုက်သေးတယ်ဒါကလာရောသွားမှသူ့လိုမဆွဲထားတော့တာအောက်တစ်ပိတ်ကျော်မှ6အပိတ်6ထိပ်ပရိတ်ခွန်ပရိတ်ရှိပရိတ်ရှိတော့ပရိတ်ရှိဆောင်တက်တာနော် ဲ့လိုထည့်တာနဲ့ तू ကခါသုံးလုံးကို9လေး9 9ခါပုံတင်နဲ့နှစ်လို့ထည့်ပြီး तू အောင်မှာနှစ်ထိပ်ပေါ့နော်အဲ့နှစ်ထိပ်ကူမှာ तू ကဘယ်ကနန်းဖြစ်မလဲဆိုတော့ဒီနှစ်3 3ကတော့မိမိကြိုက်တဲ့အတိုင်းထိုးပေါ့ကျွန်တော်ကတော့ဒီနှစ်6ပြည့်နှစ်ထိပ်နဲ့ဗရိတ်ကူလို့ရိုက်လိုက်တဲ့ဒီနှစ်နှစ်6ဆိုတဲ့ထိပ်စီထိပ်စီထောင်3လုံးကိုဒီမှာလာကြတယ်လို့ကျွန်တော်ယူဆတာပေါ့နော်နှစ်ကက်စီဆိုတော့အဆုံးဖြတ်အယူဆကသကားပြောမှာပေါ့နော်ကနန်းချင်ချဲ့တဲ့လောက်ထွက်တယ်အဲ့တော့နှစ်နှစ်6နှစ်6နဲ့နှစ်ကွက်ပေါ့နော်ဒီနေ့ညတော့ကျွန်တော်တို့ နှစ်ရှိဘူးကတော့မိမိကြိုက်နေတဲ့ရင်ထိုးပေါ့နော်နှစ်နှစ်ချောင်းနှစ်နှစ်နှစ်ချောင်းပေါ့နော်အဲ့နှစ်ခွထည့်ပေါ့အဲနှစ်ချောင်းနှစ်ကိုတော့ပို့ပြီးကြိုက်တယ်နော်နှစ်အခွနှစ်ရှိဘူးတော့မစွဲသေးဘူးနော်စွဲရင်နှစ်မျိုးစွဲပေါ့နော်နှစ်ရှိဘူးနှစ်အခွအဲ့လိုထိုးပေါ့နော်အဲနှစ်ဘူးမှသုံးမယ်ဆိုရင်နောက်ပြီးတော့ကျွန်တော်နှစ်သုံးချောင်းနှစ်ဝမ်းချင်းချိန်မယ်ဆိုရင်လည်းမိမိကြိုက်နေတဲ့ထိုးပေါ့နော်ဒီညလိုက်ကတော့ကျွန်တော်တို့တော့ပါပဲနော်